တလိုင်းမီတလိုင်းငယ်စကားကတော့ရှင်းပြောရင်အန်ယူဂျီဘက်တော်သားရဲ့ဘက်ကလာတဲ့စကားပါသူတို့ဆိုလိုချင်တာကတော့သူတို့ရဲ့တိုက်ခိုက်ရေးလှိုင်းကတလိုင်းမီတလိုင်းလာပြီးတော့မြန်မာတပ်မတော်တိုက်ခိုက်မယ်ပေါ့ဆိုပြီးပြောခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီတလိုင်းမီတလိုင်းကဂျားတွေကနေပြီးတော့ခတ်တောက်တဲ့သူများသွားတာပေါ့ရှင်းရေးတွေခတ်တောက်တဲ့သူများသွားတဲ့ခါကျတော့အဲ့ဒီတလိုင်းမီတလိုင်းကလည်းအားမရှိတော့ဘဲနဲ့ကျော်ကြသွားတဲ့အချိန်မှာမြန်မာတပ်မတော်ကကြတော့အင်ပြစ်အပြင်းနဲ့အခုထိုးစစ်တွေကိုတလိုင်းမီတလိုင်းဆင်လွှဲလာတယ်ဒါတော့တလိုင်းမီတလိုင်းဆိုတဲ့ဇာတ်ကားကမြန်မာတပ်မတော်အတွက်ဇာတ်ကား ကဲချစ်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါစမ်ပီ YouTube channel တစ်ခါပြန်လဲကျူစုပါရယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ကျွန်တော်လုပ်တော့မယ်ဗီဒီယို reaction တွေရဘယ်သူတွေဖြစ်မလဲဘယ်သူတွေဟောင်းမလဲဘယ်သူတွေလောင်းမလဲဆိုတာကိုကျွန်တော်နဲ့တူအဆုံးထိပါလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲ let's go ရှင်ဖျားဟိုးတဲ့ဖင်လန်မောင်မောင်တို့ကြီးတို့ကပြောနေတယ်ဒီလိုမဆော်ကပေါ့ဟောသူတို့ပါဇက်ပါတာပြောပါစီလို့ဟုတ်လားဖင်လန်မောင်မောင်လည်းရှင်ဖျားကိုပြောနေတယ်ဗျာတဲ့ရှင်ဖျားကြီး ဩသူကကျုပ်ဆဲရတော့မဆဲသေးဘူးသူသူပါဇက်ပါတာသူပြောမှာပေါ့ကျုပ်လည်းသူ့ကိုပြောတာပဲလေလို့ကျုပ်လည်းသူ့ကိုဝေဖန်တော့သူလည်းကျုပ်ကိုဝေဖန်တုံ့တက်မှာပါပြစ်ချာမှတ်လို့လို့ဟုတ်လားဒါပြောတော့ကျုပ်ပောက်ကူတော်ပြောတဲ့အဲမှာသူကအရင်ကျေးဆုံးလူလို့ကျေးဇူးတော်တင်ရအောင်ပဲလို့ပြောလိုက်သေးတယ်ဟုတ်လားကျေးဇူးတော်တင်ရအောင်လို့ပြောတယ်သူဆဲရမှာပါဦးလေဗျာအဲ့တော့သူသူဝေဖန်တော့နဲ့ဆိုတော့သူကျုပ်ကိုမကြိုက်လို့ပြောတာပေါ့ဗျာဟုတ်လားအဲ့တော့ဦးစင်းကတွေးတယ်များ ဥစဉ်ကပြပြီးမှအတိုင်းရှင်ရှင်ဥစဉ်ကိုအကုန်လုံးလိုက်ပြောလို့မရဘူးကြာတော့ဥစဉ်ကလက်တွေ့ဓမ္မလေးကြာပုံကတော့လက်တွေ့ဓမ္မလက်တွေ့ဓမ္မဆိုလက်တွေ့ပဲလုံးလုံးတယ်ကြာအလုံးနဲ့ပဲတက်တည်ပြတယ်ကြာနော်တိုင်းပြည်ကိုပဇက်နဲ့ချစ်ပြအောင်နဲ့မဖြစ်သေးဘူးကြာပဇက်နဲ့ချစ်ပြောပဇက်တော့ဘာပြောပြောသူတို့တွေကယူတူတုံးတာကြာယူတူတုံးတော့အခုဆိုလို့ရှိရင်တကားဖီလန်မောင်မောင်တို့ဆိုရင်ဝင်ဝေးရမ်းကောင်းနေပြောဘယ်လိုလဲဆိုတော့သူကဒီဘက်ကလည်းဥစဉ်တို့ဘောမရက်ကွက်ကလည်းသူ့ကိုအားပေးတယ် ဟိုဘက်ညီပိတ်ရက်ကွက်ကလည်းသူ့ကိုအားပေးတယ်ဗျအားပေးတစ်ဖက်ကြိုက်သကလုံးလေးတွေ့ပေါ်ပေါ်တော့လေးကနော်အားပေးကြတယ်ဗျနော်အားပေးကြတော့လူကြည့်များတာပေါ့လူကြည့်များတော့ပို့ပြီးမှဝင်ဝေကောင်းတာပေါ့ဗျာအဲသူ့ရဲ့အလုပ်ငပဲလေမရပါဘူးသူတတလေး90ကတော့အေးစစ်စစ်ပဲလေးဗျနော်ဒါပါပြောပြောဦးဇင်ဟုတ်လားလူပါဇက်ပါလို့ပြောမှာပဲဦးဇင်လည်းပြောချင်တဲ့ခါပြောမှာပဲဟုတ်လားဒီကလူကဖယ်လာမှာဦးဇင်ကမြန်မာပြည်မှာပြည်တွင်းထဲကနေဦးဇင်ကိုပြောနေရမှာပေါ့ဟုတ်လား ပြည်တွင်းနဲ့ညီပြင်ဥစဉ်လက်တွေတွားရှင်လို့ရတာလေ။အပြည်တွင်းနဲ့ဥစဉ်ကိုဆဲဆိုနေတဲ့သူလက်တွေတွားပြောလို့ရတာလေ။လက်တွေတွားပြီးပြောလို့ရတယ်လေဗျာ။ဒါကမှထောက်ထားကြပြဘာပြဘာပြဆိုဟိုးကနေတချို့ကလည်းအမေရိကန်ကနေလန့်ဟောင်းတာ။ကျုပ်ကဘာလုပ်ရမှာတော့။နောက်ဆုံးသိဖို့ဆက်ဒီမှာမြင်ချင်ပါလေ။ဒါကတော့ပလောဝမြို့မှာရှိတဲ့ AES ကန်ကိုတက်ကဘုံကျလိုက်တဲ့ခြေနေပါ။ဒီကနေ့မုံလွဲအဲဒီကနေ့မိုးလွဲ12မိနစ်30အချိန်ခန့်မှာပလောဝမြို့ပလောဝမြို့အနီးမှာရှိရကျွန်တော်ဆေးရုံရှိတယ်ဆေးရုံရဲ့အနီးမှာ A ရဲ့ ဌာနချုပ်ရှိတယ်အဲ့ဒီနေရာကိုတက်မတော်ကတိုက်လိနေဘုံကျလိုက်တယ်ဒေသမီဒီယာတွေကဖော်ပြချက်မှာဆိုရင်ဒီတက်မတော်ကတက်မတော်ကပေါင်900ဘုံနှလုံးနဲ့ကျဲချလိုက်တယ်လို့ဖော်ပြထားတယ်အဲ့ဒီမှာတော့ကျွန်တော်တို့အေဖော့ဝင်တွေထိခိုက်တာတွေများတယ်တိတ်ဆုံးတာတွေများတယ်လို့ဖော်ပြထားတယ်ဒါသူတို့ဘက်ကဖော်ပြချက်သူဘက်ကဖော်ပြချက်တော့ပလောဝါကိုတက်မတော်ကဘုံမကျတာတော်တော်ကြာသွားပြီပလောဝါမျိုးနယ်ဆိုတာကဒီအေရဲ့ဌာနချုပ်အေရဲ့ဌာနချုပ်တကယ်တက်မတော်စကန်နေစပြီးဆုံးရှုံးခဲ့တာကဒီ ပလောဝမျိုးနဲ့ဆက်ဆုံဆုံဆုံးခဲ့တာအမှကျွန်တော်ဘင်္ဂလားဒေ့အိန္ဒိယမြန်မာသုံးဝင်ဆိုင်တရှိတဲ့နုံမျိုးတို့ထွန်အိုင်တို့အဲ့ဒီကနေပြီးတော့အကြမ်းဖက်အုပ်စုတွေကတိုက်တာပဲအေးအုပ်စုကတိုက်တယ်တိုက်တိုက်နဲ့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်တကွင်လုံးကြီးကျွန်တော်ပါဝါခဲ့တာဖြစ်တယ်နုံမျိုးရဲ့ထွန်အိုင်ကနေစတိုက်တာလက်ရှိမှာလည်းအဲ့ဒီအေရီးယားမှာလည်းအကြမ်းဖက်အုပ်စုတွေတက်ဆွဲထားတယ်ရခိုင်ကကျွန်တော်တို့ဒါပြည်ကနေ2010အစိုးရ2005 2010အစိုးရလက်ထက်မှာဒီ AA က ပလောဝခွင်ပလောဝမြို့နယ်ထဲမှာသူတို့ရဲ့ဒီဌာနချုပ်ကိုဖွင့်လိုက်ခဲ့တာအဲ့ဒီကနေသူတို့အင်အားတွေစုဖွဲ့တယ်အင်အားတွေစုဖွဲ့ပြီးတဲ့နောက်ပိုင်းမှာပြည်တွင်းမှာဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခင်းအကျင်းကိုသူတို့ကအခွင့်အခွင့်ကောင်းဖြစ်အသုံးချပြီးတော့ဒီကျွန်တော်တို့ဘင်္ဂလားဒေ့မြန်မာအိန္ဒိယသုံးဖွဲ့ဆိုင်နားမှာတည်ရှိတဲ့မြန်မာတပ်မတော်ရဲ့စခန်းတွေကိုသူတို့ဝင်ရောက်တိုက်ခိုက်တယ်တက်ခိုက်ပြီးတော့ကျွန်တော်တို့ကမှနုံပြီးလဲကြတယ်ထရွန်လဲကြတယ်ကြိုင်ကြိုင်အောက်ကိုတဖြည်းဖြည်းစုံစင်းတယ်စုံစင်းပြီးတော့ကျွန်တော်ပလောက်ဝထက်ကြတယ်ဖလောက်ဝထက်ကြပြီးတော့ကျွန်တော်တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းကျွန်တော်အဲ့ရတောက်ချောက်တောက်ချောက်ထိုးစင်းလာခဲ့တာ ထိုးစင်းလာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာတော့ဒီတပ်မတော်ကပလောက်ဝါမှာရှိတဲ့ AA ရဲ့ဌာနချုပ်ကိုတက်ကဘုံချလိုက်တယ်အကြမ်းမဲ့အုပ်စုတွေတတော်လေးလစ်သွားတယ်လို့တော့သိရတယ်တတော်လေးလစ်သွားတယ်တတော်လေးလစ်တယ်လို့တော့ထအဲ့တော့သူတို့ရဲ့ဒီ data media တွေမှာဖော်ပြထားတယ်။နောက်ထပ်အခြေအနေတစ်ခုရှိပါတယ်။နောက်ထပ်အခြေအနေတစ်ခုကဒီပခုတ်ကူပခုတ်ကူရဲ့ပေါက်ရဲ့ပခုတ်ကူပေါက်မြိုင်အဲ့ဒီအဲ့ဒီမှာတည်ရှိတဲ့ဒီ PDF ဖွဲ့ PDF ဖွဲ့တွေစုပေါင်းပြီးတော့အညာမြေတပ်ပေါင်းစုဆိုတဲ့သူတို့ရဲ့ PDF scan ကိုတမတော်ကဘုံကျဲလိုက်တယ်။ ဘုံချလိုက်တယ်ဖြစ်စဉ်ကစနေမလာ28ရက်နေ့ည9:00လောက်က9:00လောက်ကတက်မ101အေရီးယားကနေပြီးတော့ပါရာမူတာတစ်စီးကတက်လာတယ်တက်လာပြီးတော့ဒီပခုတ်ကူနယ်ထဲမှာရှိတဲ့ခုနကကျွန်တော်ရှိရတင်ပြတဲ့အညာမြေတပ်ပေါင်းစုဆိုပီဒီအက်စကောင်ကိုတကပါရာမူတာနဲ့ဘုံချက်လိုက်တယ်ပါရာမူတာနဲ့ဘုံချက်တဲ့ကောင်မှာပီဒီအက်ကောင်တွေပီဒီအက်ကောင်တွေခေါင်းပေါ်တက်တက်ကြတယ်အဲ့ဒီမှာသူတို့ရဖော်ပြချက်မှာဆိုရင်စကန်မှုဖြစ်စကန်မှုရဲ့တက်စိတ်မှုရဲ့လစ်တယ်တဲ့လစ်တယ်အားလုံးသူတို့ဘက်ကမှာဖော်ပြတာက၃ယောက်လစ်တယ်လို့ဖော်ပြထားတယ် လစ်သွားတဲ့သူတွေကစကမ်းမှုနဲ့တက်စိမ်မှုဖြစ်သူတွေအသက်20အရွယ်တပ်ဖွဲ့ဝင်ပေမင်းနဲ့ဒေါက်တာကအညာပြေတပ်ပေါင်းစုရဲ့ပူပေါင်းအဖွဲ့ဝင်ဖြစ်တဲ့ပါလေ Golf of မြိုင်နဲ့အဲ့ဒီအသက်16နှစ်အရွယ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ဗလာတဲ့နောက်တစ်ယောက်ကကျွန်တော်တို့ PLPD ရဲ့အသက်34နှစ်အရွယ်တပ်ဖွဲ့ဝင်ဝင်းနိုင်နဲ့လစ်သွားတယ်ပြီးရင်ကျွန်တော်ထိခိုက်ပြန်ရရှိရလဲများတယ်လို့ဖော်ပြထားတယ်ပြီးရင်ကျွန်တော်ဒီကနေ့မိုးလဘိုင်းမှာတရုတ်မြန်မာနယ်စပ် ဒီ MID နဲ့ဆိုတော့နှိပါတယ်စတုံးစတုံးမှရှိတဲ့ KI ရဲ့စကန်ကိုလည်းတက်ကဘုံချက်လိုက်တယ်တမ်ဘရောကတော့ခင်ဗျာဒီအပိုင်းမှာလက်တန်တော်တော်ကြီးကိုပြောင်းနေတယ်ဗျာလက်တန်တော်တော်ကြီးကိုပြောင်းနေတယ်များမကြမီကာလမှာခင်ဗျာမိုးကုတ်မြို့လာလိုက်မယ်အားလုံးကတော့ကျွန်တော်တို့ဒီကာလကတော့တတော်ကြီးကိုကျွန်တော်အားရကျင်နေဖို့ကောင်းတယ်အားရကျင်နေဖို့ကောင်းပါတယ်ပြည်ပမီဒီယာကိုအနေနဲ့ကကြီးကျူးအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်မိဘပြည်သူများရှင်ကျွန်မခုတက်ဆက်ပေးမှာသတင်းတိုလေးတစ်ပုဒ်ပါပဲသတင်းလေးကောင်းစဉ်အောင်ကျွန်မပေးထားတလိုင်းမီတလိုင်းနဲ့ တပွဲပြီးတပွဲပေါ့နော်တော့မိဘပြည်သူများအတွက်ခေါင်းစဉ်ဖက်ပြီးစဉ်းစားမှာပေါ့အဲတလိုင်းမီတလိုင်းလုပ်နေရဘယ်သူတွေလဲတပွဲတပွဲလုပ်နေရဘယ်သူတွေလဲဆိုပြီးစဉ်းစားမှာပေါ့နော်တလိုင်းမီတလိုင်းငယ်စကားကတော့ရှင်းပြအန်ယူဂျီဘက်တော်သားရဲ့ဘက်ကလာတဲ့စကားပါသူတို့ဆိုလိုချင်တာကတော့သူတို့ရဲ့တိုက်ခိုက်ရေးလှိုင်းနဲ့တလိုင်းမီတလိုင်းလာပြီးတော့မြမတက်မလို့တိုက်ခိုက်မယ်ပေါ့ဆိုပြီးပြောခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီတလိုင်းမီတလိုင်းကဂျားတွေကနေပြီးတော့ခတ်တောက်တဲ့သူများသွားတာပေါ့ရေတွေခတ်တောက်တဲ့သူများသွားတဲ့ခါကျတော့အဲ့ဒီတလိုင်းမီတလိုင်းကလည်းအားမရှိတော့ဘဲနဲ့ ရောကြသွားတဲ့အချိန်မှာမြမတက်မွားကြတော့အင်ပြစ်အပြင်းနဲ့အခုထိုးစစ်တွေကိုတလိုင်းပြီးတလိုင်းဆင်လွှဲလာတယ်။ဘယ်တော့တလိုင်းပြီးတလိုင်းဆိုတဲ့ဇကားကမြမတက်မွားအတွက်ဇကားကျမတရင်အတိတ်ပဲပါကမြမတက်မွားနောက်ချုံမျိုးကိုတိုက်ခတ်သိမ့်ပိုက်တဲ့အခုဆိုအောင်မြင်မှုရရှိလာတယ်။ကြောင်မဲကိုလည်းလာတော့မယ်ဆိုတဲ့အချိန်တွေကမြမတက်မွားဟာထိုးစစ်တွေကိုတလိုင်းပြီးတလိုင်းဆင်လွှဲလာတယ်။သူတို့ပေးတဲ့ဇကားဒါပေမဲ့မြမတက်မွားအတွက်ကကိုက်ညီသွားတယ်။တပွဲပြီးတပွဲဆိုတဲ့ဇကားကြတော့ကျမပိုစတာလေးတစ်ခုပြပါမယ်ဒီမှာ။ ပြည်ပြင်းဥပညာရှင်ဖြစ်တဲ့လင်းလင်းနဲ့ချစ်သူဝေကပွဲလုပ်ဖို့ရှိရပေါ့နော်။ရောင်နီဆိုပြီးနာမည်ပေးထားပါတယ်။အောက်တိုဘာလ16ရက်နေ့မှာပြုလုပ်မှာဖြစ်ပါရဲ့ရှင်။ဒီပွဲလေးကိုတော့ကျမတို့အနေနဲ့တကူတကကြညာဆရာမလို့ပါဘူး။သူတို့ဘက်ကလူတွေသိပြီးသားပါ။ကျမပြောချင်တာကတော့တပွဲပြီးတပွဲလုပ်နေတာသူတို့တွေဆိုတာကိုပြချင်တာပါ။စူးစမ်းပန်းစားတပွဲတပွဲလုပ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ရာခိုင်နှုန်းနေကြကြလို့လေ။ပုစံနေရှားရတော့မယ်လေ။နိုင်ငံခြားရောက်နေကြတာဆိုတော့ မြန်မာနိုင်ငံမှာလို့ရွှေရှင်လည်းရိုက်လို့မရဘူး။တခြင်းလည်းသွားဆိုလို့မရတဲ့ခါကျတော့ခေါင်းစဉ်တက်ပြီးတော့ပဲပတ်စံရှားတဲ့အနေအထားတစ်ခုပါပဲ။ဒါအောင်ပံပိုးတဲ့သူတွေလည်းရှိမှာပါ။သွားကြည့်ရင်မြန်မာတွေလည်းရှိမှာပါ။သူတို့ဥပညာကိုကြိုက်တဲ့လူလည်းသွားကြည့်ရင်ကြည့်မယ်။တော်လိုင်းရေးကိုအားပေးခြင်းတဲ့သူတွေလည်းသွားကြည့်ရင်ကြည့်မှာပါ။ရှင်ဒါကတော့ကိုယ့်ရဲ့တကူစားရွေးချယ်မှုဖြစ်တယ်တော့ကျွန်မဘာမှမပြောချင်ပါဘူး။ကျွန်မပြောချင်တာကျွန်မခေါင်းစဉ်တိုင်းမှာပဲတလိုင်းပြီးတလိုင်းထိုးစစ်ဆင်နေတာမြန်မာတက်မလို့ဖြစ်ပြီးတော့တပွဲပြီးတပွဲလှုပ်ရှားခွင့်လေးဖန်နေတာကတော့အန်ယူဂျီဘတ်တော်သားတွေပြည်ပြင်းလူပညာရှင်တွေဖြစ်ပါတယ်။ မိဘပြည်သူများအနေနဲ့တလှိုင်းမီတလှိုင်းကိုအားပေးမလားတပွဲပြီးတပွဲအားပေးမလားဆိုတာကတော့ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ကြပါရှင့်ဒီပိုင်းတော့ကျမတို့ဘာမှဝယ်ရောက်ဆုတ်ဖက်ပြီးတော့မပြောချင်တော့ပါဘူးရှင်အမေကချစ်တော်မျိုးတို့ရေကျမတို့မူးခိုင်းဖြစ်ပါတယ်ဒီနေ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့နော်မင်္ဂလာညနေခင်းလေးပေါ့ရှင်မင်္ဂလာညနေခင်းလေးပေါ့ဟာလာကျမရဲ့ဒီအခုတော်တော်အကောင့်တွေက ဘန်းဝင်နေထိထားတယ်เนาะကျမတင်လိုက်တဲ့ဟိုစရေးသတင်းလေးတွေပြောဖို့တင်လိုက်တိုင်းတင်ပြီးတာနဲ့ချက်ချင်းဟိုဒီအကောင့်တွေကိုကျမပြောလိုက်တဲ့ live တွေကိုချက်ချင်းဖြတ်ချတယ်เนาะအဲ့ဒါကြောင့်မို့ကျမဒီရက်ထက်မှာသတင်းတွေမတင်ပေးပြစ်တာပါကြာသွားတယ်နောက်ပြီးတော့ကျမကျမ်းမာရေးရလဲသိမ့်မကောင်းတော့ဘောเนาะသတင်းလေးတွေကိုနားထားတာနည်းနည်းကြာသွားတယ်ဘောเนาะဟုဒီနေ့မင်္ဂလာရှိတဲ့သတင်းလေးတွေပေါ့เนาะကြောက်မဲเนาะသတင်းကျွတ်အမီကြောက်မဲမျိုးသူမျိုးသားတွေကိုသတင်းကျွတ်အမီ ကျမတို့ရဲ့မြမတက်မတော်ကြီးကမြမတက်မတော်သားတွေကဟွကိုရီမောင်နေရနေပြီးတော့သတင်းကျွတ်လက်ဆောင်အဖြစ်ပြန်အချိန်မီပေးအပ်ပါလိမ့်မယ်နော်ကြောက်မဲမျိုးသူမျိုးသားတွေမကြခင်အိမ်ပြန်ရပါတော့မယ်နော်သတင်းကျွတ်လက်ဆောင်အဖြစ်ကြောက်မဲကိုပေးအပ်ပါလိမ့်မယ်ကြောက်မဲအိတ်ကထဲရောက်ဖို့လက်တကန်းအလိုနော်ဒီရက်ပိုင်းမှာကြောက်မဲကိုရရှိပါတော့မယ်အခု ဒီပလောင်တွေပြေးစရာမြည်မရှိတော့ဘူးပလောင်မျိုးတွေပြုတ်နေပြီနော်ပလောင်မျိုးတွေပြုတ်နေပြီနေ့က28ရက်နေ့ပေါ့နော်မနေ့က28ရက်နေ့28ရက်နေ့မှာကြောင်မဲမျိုးနဲ့မှာရှိတဲ့မိုင်းတင်းနဲ့ပိန်ခါချေးရွာနော်စာတင်ကျောင်းမှာအဲ့မှာစခန်းချနေတဲ့ TNN တွေတွေပလောင်လက်ဖက်ချောက်တွေကိုအဲ့ဒီရဲ့မိုင်းတင်းတွေထဲမှာမနေထိုင်ဖို့ထွက်ခွာသွားပြီဘူးအဲ့ဒီမှာနေကန်တွေကနေဆန္နာပြတောင်းဆိုတယ်သူတို့ရဲ့ဒီ TNL ပလောင်ဂိတ်တွေကိုအခွန်စက်ကြီးကောက်နေတဲ့ဂိတ်တွေကိုအဲ့ဒီရဲ့ရွာကန်တွေကနေဖျက်ဆီးခဲ့တယ်ဟုတ်လား နော်အဲ့ဒီအတွက်သူတို့တွေကထောက်ခွာပေးလိုက်ကြတယ်ပလောင်လက်ဖက်ချောက်တွေနော်ကျန်တိုင်းရင်းသားတွေကလည်းလက်မခံတော့ဘူးသူတို့အခုပလောင်တွေသူအကြမ်းမဲ့သဘုံတွေရောက်ရှိရနေရာတွေမှာဒေသတွေကမျိုးပြက်ရွာပြက်နော်တစားစီပြပျက်စီးရတဲ့အတွက်ပြည်သူတွေကလက်မခံနေပဲနဲ့အခုမောင်းထုတ်တဲ့အနေထားကိုရောက်ခဲ့ရပြီပလောင်မျိုးနော်135မျိုးသောတိုင်းရင်းသားတွေကနေပလောင်မျိုးတွေပြုတ်တော့မယ်မကြခင်နော်မကြခင်မင်းတို့တွေနော်ဒီကနေ့ဒီကနေ့26ရက်နေ့မှာလဲ တောင်မဲဟိုတဏှာကြီးခွဲနှစ်လက်တဏှာကြီးခွဲချိန်မှာခုံမုံကြေးရွာနော်ခုံမုံကြေးရွာမှာရှိတဲ့ဓာတ်စီဆိုင်တန်းပလောင်လေးပလောင်လေးနော်ဓာတ်စီရထည့်နေတဲ့ဒီ73စီတွေအသုံးပြုနေတဲ့နေရာကိုမြမတက်မတော်ကြီးကဒီလီနသားလေးတွေကပါဆယ်ပုံးလေးတွေခြာပေးခဲ့ပါတယ်နော်ပြည်နယ်တိုင်းသီးသီးမှာရှိတဲ့စသွေးကြွအကြမ်းဖက်သဘုံတွေခိုအောင်ရနေရာတွေကိုမြမတက်မတော်ကြီးကဟန်ချက်ညီညီဟွန်းမြေပြင်ဝေဟင်ဟန်ချက်ညီညီရဲ့တိုက်ခွတ်တိုက်စစ်တွေဖော်နေပါတယ်ဒီကနေ့ ဒီကနေ့29ရက်နေ့နေ့လယ်12နာရီခွဲဝင်းညမှာချင်းပြည်နယ်ပလောက်ဝအေးအေးရခီးတွေနော်ရခီးတွေထိန်းချုပ်ထားတဲ့နေရာမှာရှိတဲ့ပလောက်ဝဆေးရုံဗိုလ်တဲအနီကိုပေါင်900 1လုံးနဲ့နော်ကလစတာဘုံနေနဲ့မှာခြားပေးခဲ့တဲ့ကချင်ပြည်နယ်ကရင်ရီတီရှိရာဆော့လော်မြို့နယ်လန်ဆယ်ကျွေးရွာဖေမွန်နဲ့လက်ဟက်စင်တက်စခန်းနော်ကရင်ထိုင်းမြန်မာနယ်စပ်အနီမှာရှိတဲ့မြောက်ပြည်မြို့ပြင် KNLA တာလဘောတွေတီရှိရာထက်တန်းကျောင်းကိုမြမဒီနသားလေးတွေပါဆက်လက်လက်ချအလင်းဝင်ပြည်သူတွေနဲ့ပူပေါင်းဖို့အထိတ်တမ်းမိလက်လက်ချ Amém. É.